ဇလန်းဆမှာတော့ဘန်ဝဲလေးရှိအကြောင်းအိမ်မက်ဆိုးတွေခဏခဏမနေခဲ့တဲ့ဂျူလီဟာဖခင်ကြောင့်လာပြီးတော့ပြီးခဲ့တဲ့နှစ်တွေမှာဖြစ်ပျက်ခဲ့တဲ့မတော်တဆမှုအတွက်ဝန်ခံတောင်းပန်ခဲ့ပါတယ်။လူသက်သမားကသူမအနာမှာအမြဲရှိနေတယ်လို့ခံစားနေရတယ်လို့ဖာသားကိုပြောပြနေခဲ့ပြီးဒီအချိန်အထက်ကဖာသားကပြီးခဲ့တဲ့နေရာတီတုန်းကမင်းပါလို့ခဲ့လဲငါသိတယ်ဆိုပြီးထပြောလာခဲ့ကောင်ဂျူလီကိုလည်းဂျိတ်ောက်ကြီးနဲ့လှမ်းထိုးခဲ့ပါတယ်။ဒါဟာလေဂျူလီရဲ့နောက်ထပ်အိမ်မက်ဆိုးတစ်ခုဖြစ်ပြီးတော့စာတင်ချိန်မှာအကြီးအကျယ်ထားအော်မိလို့ ဆရာကနိုင်ငံရေးသိပ္ပံကိုအခုလိုတက်တက်ကြွကြွနားထောင်နေတဲ့အတွက်ဝမ်းသာပါတယ်လို့ချီးကျူးပါတယ်။ဂျူလီလည်းဆရာကိုတောင်းပန်ကအခန်းပြင်ထွက်လာလိုက်ပြီးသူမကိုသဘောကျနေတဲ့ဝဲကအနောက်ကနေလိုက်လာပါတယ်။ဂျူလီကိုအမြဲအရေးတကြီးကြည့်ကြည့်နေတဲ့သူမအခုရောအဆင်ပြေရဲ့လားလို့လိုက်မေးနေခဲ့ပြီးစိတ်သက်သာရာရတဲ့အထိစားနောက်ပေးခဲ့ပါတယ်။အမြဲတမ်းအဖော်ပြုအားပေးနေတဲ့တငယ်ချင်းမို့ဂျူလီကလည်းစိတ်ရင်းနဲ့ကျေးဇူးတင်မိတဲ့အကြောင်းပြန်ပြောပြီးအဆောင်ကိုပြန်တဲ့အခါရေးကရောက်နေခဲ့ပါတယ်။ဂျူလီကတော့ရေးအထင်လွဲမှဆိုပြီးဝဲနေကတငယ်ချင်းမလို့ပြောပြပေမဲ့ မိကတော့ယောက်ျားလေးတွေဟာသူတို့သဘောကျတဲ့မိန်းကလေးတွေဆိုတငယ်ချင်းကောင်းအရင်လောက်ပြီးတော့ချိတ်ကကြတယ်လို့ဆိုကောင်းဇူလိုင်4မှာသူတို့မျိုးကိုအလဲလိုက်ဖို့ခေါ်ခဲ့ပါတယ်ဇူလီကတော့အဲ့ဒီမျိုးကိုခြေဥတော်မလဲတင်တော်တာကြောင့်ပြပြတတပဲညင်းလိုက်ပြီးသူ့ကိုနားလဲပေးဖို့တောင်းဆိုပေမဲ့ရေကတော့စိတ်ဆိုးပြီးတော့ပြန်သွားပါတယ်ဒီလိုနဲ့အခန်းစီပြန်လာပြီးတော့ထက်ထက်ပေးလိုက်ကအိယာဘိုလှဲဖို့လုပ်နေတော့ဟဲလိုက်ရဲ့နောက်ဆုံးနေကဓာတ်ပုံလေးကိုတွေ့ပြီးတငယ်ချင်းတွေကိုပြန်လွှမ်းမိသွားပါတယ် ဒါကြောင့်စိတ်ညစ်ညစ်နဲ့အိတ်ချလိုက်တာမိုးချုပ်တဲ့အထိဖြစ်သွားပြီးအခန်းတကားကိုဖွင့်လိုက်တဲ့အတန်ကြာတော့မှပြန်နိုးလာပါတယ်။ဒီလောက်တော့အထက်ထက်ပိတ်ထားတာတောင်ဘသူကများဝင်လာသေးတာလဲဆိုပြီးကြောက်လန့်ကအန်ဆွဲတဲ့ကဓာတ်ကိုထုတ်လိုက်ပါတယ်။ပြီးရတဲ့အခန်းထဲကိုလည်းပဲစစ်စစ်ကြည့်လိုက်ရင်မိဖို့ခန်းထဲကိုရောက်လာပြီးသူ့နောက်ကနေတစုံတစ်ယောက်ဖြစ်သွားတဲ့အရေးကိုမြင်လိုက်ရပါတယ်။လက်ကြည့်လိုက်တော့အဝင်းဗီဒီယိုကပွင့်နေတာကြောင့်ကြောက်စိတ်တွေကကြီးစိုးလာပြီးဓာတ်ကိုရွေထားလိုက်ကဗီဒီယိုနားကိုချင်ကပ်သွားလိုက်ပါတယ်။လူသက်သမားအထင်နဲ့ကြောက်လန့်နေရတဲ့အထင် တငယ်ချင်းဖြစ်သူကာလာကဗီဒိုတွေကနေပြုံးစားကြီးထွက်လာတာကြောင့်လမ်းဖြတ်ပြီးတော့ဓာတ်နဲ့ထုံးမိမလို့ပါဖြစ်ခဲ့ရပါတယ်။ကာလာကသူနဲ့ကလက်ကိုလိုက်ဖို့လာခေါ်တာဖြစ်ပြီးဇူလီလည်းစိတ်ရှုပ်နေရနဲ့လိုက်သွားလိုက်ပါတယ်။အဲဒီနောက်ဝဲကိုပါလမ်းခေါ်လိုက်ပြီးဇူလီနဲ့အောင်သွဲပေးခဲ့ကအရောက်ပို့ပေးနေပါတယ်။ဒါပေမဲ့ကလပ်ထဲထီကိုလူသက်သမားရဲ့အရေးတွေကကြီးစိုးနေလို့ဂျူလီယာအိမ်ဝပဲပြန်လာလိုက်ပါတယ်။မနေ့ရောက်တော့သူတို့သဘောကျတဲ့မနေ့ကင်းအစီအစဉ်တစ်ခုရဲ့တင်ဆက်သူမားဆိုသူကဖုန်းဆက်လာပါတယ်။မော်တကားအစီအစဉ်မှာပါဖို့ ဘရာဇီးရဲ့မျိုးတော်ကိုမှန်အောင်ပြောနိုင်ရင်ဘာဟာမာကမ်းခြေကိုလဲပတ်ခွက်လက်မရမယ်လို့ကန့်လန့်လာတာကြောင့်ဂလာကလည်းအဖြေကိုရှောက်စင်းစားနေရင်ဂျူလီကမုံဘူးတစ်ခုကိုကြည့်လိုက်ပြီးဘရာဇီးရဲ့မျိုးတော်ဟာရီယိုလို့ဖြေခိုင်းလိုက်ပါတယ်အဖြေကမှန်သွားတော့ခရီးသွားခွက်လက်မရလိုက်ပြီးနှစ်ယောက်သားလည်းပျော်လွန်လို့ခုံပေါင်းနေခဲ့ကြပါတယ်လက်မကလေးဆောင်တောင်ဆိုတော့သူတို့နှစ်ယောက်ရဲ့ကာလရီစားရဲနဲ့ဆိုတယောက်လုံးနေသေးတာကြောင့်ဂျူလီကရေးကိုဖုံးဆက်ခေါ်လိုက်ပါတယ် ဝေးကတော့အလုပ်တွေများနေလို့အားရင်တော့လာခဲ့မယ်လို့ဖြေခဲ့ပြီးဂျူလီကတော့သူ့အတွက်ရအောင်လာခဲ့ပေးဖို့တေချာတောင်းဆိုလိုက်ပါတယ်။ရေရဲ့တငယ်ချင်းကတော့သူတို့အလုပ်ကလည်းပါနေပြီဖြစ်ပြီးလုံဆရာရှိတာတွေကိုသူလုပ်ပေးထားမှာဖြစ်လို့လိုက်သွားဖို့ပြောတာကြောင့်ရေကလည်းသူဂျူလီကိုလက်ထပ်ခွင့်တောင်းတော့မယ့်အကြောင်းပြောပြလိုက်ပါတယ်။အဲဒီနောက်ကန်းချေကိုလိုက်ပင်ဆိုတဲ့အကြောင်းဂျူလီစီဖုန်းပြန်ဆက်ဖို့လုပ်ပေမဲ့သူတငယ်ချင်းက surprise ပို့ဖြစ်သွားအောင်မပြောဘဲဒီအတိုင်းလိုက်သွားခိုင်းလိုက်ပါတယ်။ဒီလိုနဲ့တငယ်ချင်းဖြစ်သူကအညာတွင်ချင်းဂျူလီစီကိုလိုက်ပို့ပေးဖို့တချင်းတကြောကြောနဲ့ကားမောင်းလာခဲ့ကြကောင် တနေ့ရအရောက်မှာတော့လူတစ်ယောက်လဲကြနေတာကိုတွေ့ခဲ့ပါတယ်။အကူအညီပေးလို့ရအောင်တွေကဆင်းသွားလိုက်ပြီးထိုလူအနာကိုတရီကြည်ကြည်ထားကချင်းကပ်သွားလိုက်ပေမဲ့အယုတ်ကြီးတာဖြစ်နေခဲ့ပါတယ်။ဒါကြောင့်တငယ်ချင်းဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါဒေးရဲ့အနာကိုဂျိတ်ကောက်လူသက်သမားကရောက်နေခဲ့ပြီးဖြစ်ပြီးဒေးရဲ့ပါဇက်ကိုဂျိတ်ကောက်နဲ့ထိုးကကားအောက်ကိုဆွဲချသွားပါတော့တယ်။အိမ်နောက်ရေကိုပါကားနဲ့လိုက်တိုက်ခဲ့ပြီးရေကလည်းလမ်းဘေးကိုဆင်ပြေးရင်းတောင်ဆောင်ကနေချော့ချကားတရီမီသွားပါတယ်။တစ်ဖက်မှာဂျူလီကတော့ရေရလာကိုစောင့်နေခဲ့ပြီးကလာကလည်းမလာမဲ့သူကိုဆက်ဆောင်မနေတော့ဘူးဖြောင်းဖြားကား ။လက်မှတ်ဖို့မဆုံးချက်လို့ဝဲကိုခေါ်လိုက်ပါတယ်။ရည်စားမပါလို့မပြောရွှင်နိုင်ဖြစ်နေရတဲ့အထက်လင်းရင်အချင်းချင်းတိုက်မိမှာကိုစိုးရိမ်နေတဲ့ဝဲကြောင့်အာပေရင်နဲ့ကြောက်စီစီကြီးဖြစ်နေပါတယ်။ကန်းချစ်စီရောက်လာတော့လေဆေးကြောက်လာရောက်တဲ့လူနဲ့စဆုံလို့အတင်းညှင်းလို့ခဲရပါတယ်။ဒီလိုနဲ့အဲတူကောင်တာမှာအခန်းသွားယူကြရင်ဝန်ထမ်းတွေရဲ့မချေမကန်ဆက်ဆံမှုကြောင့်တိုင်တဲ့စကားများမဲ့အထိဖြစ်ခဲ့ရပြီးတော့ဂျူလီကပဲပွဲဝင်ထိန်းပေးလိုက်ရပါတယ်။တာဝန်ရှိသူကပေးရအတွင်ဝန်ထမ်း၅ယောက်ထားပေးမယ့်အကြောင်းကိုပြောတော့မှ ဘာကြောင့်ပိတ်တယ်လဲမေးကြည့်ကြတဲ့အခါဇူလိုင်လ၄ရက်နေ့ကအပိတ်ရဖြစ်ပြီးမုံတိုင်းရသည်ကလည်းစနေပြီဆိုတာကိုသိခဲ့ရပါတယ်။အကျိုးဆောင်ရှင်းပြပေးတာနဲ့တာဝန်ခံကတော့တွေကိုရင်ကျေးပြုငါစွာနဲ့ပဲပြစ်ပေးလိုက်ပြီးတော့ထွက်သွားပါတယ်။ဟိုတယ်တစ်ခုလုံးမှာအိတ်တဲ့ဝင်းနဲ့အဖိုးကြီးတယောက်သာဖော်ရွေးပြီးသူတို့ကလည်းအလာပါတလာပါပြောရင်ပြန်ပွဲမှာအနံ့ရလို့ဒီကိုလာရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့နှစ်ယောက်တစ်ခန်းအိတ်ရပြီးတော့ကာလာကတစ္ဆာဖောက်ကသူ့ရည်စားနဲ့သွားအိတ်တာကြောင့်ဇူလီနဲ့ဝယ်ကတစ်ခန်းနဲ့အိတ်လိုက်ရပါတယ်။ တပတ်မော်ရီကတော့စေယုံကိုရောက်နေပြီးသူတငယ်ချင်းကိုကနဝဲလူသက်သမားကြီးဘန်ဝဲလေးစ်ကတက်သွားတယ်။နောက်ပြီးလူသက်သမားက BMW ကားမောင်းလာတာဆိုလို့စီယံဝင်တွေပါကြောင်တောင်တောင်ဖြစ်ကုန်ကြပါတယ်။ဘာကြောင့်လဲဆိုတော့အခင်းဖြစ်ပွားရနေရမှာပါကားမှရှိမနေပဲရီကကားမောင်းရင်အိပ်ပျော်ပြီးတော့ကားကမြောင်းနေကျသွားတယ်ဆိုတဲ့အတွေ့နဲ့လူသက်သမားကဖန်တီးခဲ့လို့ပါပဲ။ကောင်းကိုလည်းတော်တော်လေးပြင်းပြင်းထန်ထန်ထိခိုက်ထားပြီးရုတ်ရက်ရေအခန်းကနှလုံးခုန်ဆက်ကမြင်းတန်းသွားတာကြောင့်ဆီယံဝင်တွေလည်းပြပြတလဲဖြစ်ကုန်ကြပါတယ်။တကယ်တော့ရေကထွက်ပြေးသွားတာဖြစ်ပြီ တဖက်မှာဂျူလီကတော့အလားပါဆုံးဝစ်စင်ကဟိုတယ်ရဲ့ဘာမှတငယ်ချင်းတွေနဲ့တောက်စားလို့နေပါတယ်ဟိုတယ်တစ်ခုလုံးမှာလည်းသူတို့တအုပ်ပဲရှိလို့အဖျော်သမားလေးကကာရာအိုကေဆိုပြီးပျော်ဖို့အတံပေးတော့ကြောင့်အားလုံးကဂျူလီကိုတချင်းဆိုဖို့တောင်းဆိုခဲ့ကြပါတယ်ဂျူလီလည်းညင်မရတာနဲ့တချင်းတက်ဆိုလိုက်ပြီးစာသားမေးလို့ TV ကိုလှမ်းကြည့်လိုက်တဲ့အခါတမကိုအမြဲချိန်ထောက်နေတဲ့စာကဖန်တာပြင်ပေါ်မှာပေါ်လာခဲ့ပြန်ပါတယ်။ဒါကြောင့်တငယ်ချင်းတွေကိုပြောပြပေးမိ့ဘသူကမှယုံတဲ့ပုံမပေါ်လို့အခန်းစီပဲပြန်လာရင်ခုံပေါ်ကစာတစ်စောင်ကိုထပ်တွေ့လိုက်ရပါတယ်။ ရင်တမမနဲ့စာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ surprise ဆိုတဲ့စာနဲ့အတူဝဲကလည်းချစ်ခွင့်ပံမှုအနောက်မှာရောက်နေခဲ့တာကြောင့်ဂျူလီလည်းလန့်ပြီးအလဲမှာတိုက်မိသွားခဲ့ကောင်းဝိုင်းအတူတောက်ဖို့ယူလာတဲ့ဖန်ခွက်လေးကလည်းကြောက်ခွဲသွားပါတယ်သူမမတောင်းပန်ရသေးခင်မှာပဲဟွေကအရင်တောင်းပန်ခဲ့ပြီးသူဂျူလီကိုအရန်သဘောကျမိနေလို့အချိန်ကောင်းလေးတစ်ခုဖန်တီးပေးခြင်းမိတာပါမထင်မှတ်ပဲလန့်သွားစေခဲ့တဲ့အတွက်တော့တောင်းပန်ပါတယ်လို့ဆိုကောင်းမနှောက်ရှက်တော့ပဲပြန်ထွက်သွားတာကြောင့်ဂျူလီလည်းစိတ်မကောင်းဖြစ်သွားပါတယ် မုံတိုင်းလာတော့မှမို့လှေတွေကိုတင်စီးနေတဲ့ဝန်ထမ်းကောင်လေးကတော့တတိမထာမိပဲခြေထောက်ကတုံးနဲ့ညှိပြီးတော့ရေထဲပြုတ်ချသွားပါတယ်။ပြန်တက်လာတော့ဂျိတ်ကောင်းတဲ့လူသက်သမားကရောက်လာပြီးကောင်လေးကိုတက်ဖြတ်သွားပါတော့တယ်။တန်ရှင်ရဲ့အမျိုးသမီးကလည်းအခန်းတစ်ခန်းထဲကအိမ်ရအခင်းတွေကိုရှော့ဖို့ထုတ်လာရင်းဒုလက်မှာသွေးတွေပေးလာတာကိုတတိထာမိခဲ့ပါတယ်။ဒါနဲ့မတင်ကားလို့အိမ်ရခင်းကိုပြန်ကြည့်လိုက်တဲ့အခါတကယ်ပဲသွေးတွေဖြစ်နေပြီးဒီအချိန်မျက်နှာချင်းဆိုင်အခန်းကနေဂျိတ်ကောင်းလူသက်သမားကထွက်လာခဲ့ကောင်သူမကိုလည်းတက်ပြစ်လိုက်ပါတယ်။အိမ်နောက်အလောင်းကိုအခန်းထဲဆွဲသွားလိုက်ပြီး ဂျူလီကတော့သူ့အခန်းထဲမှာရှည်ချိုးနေခဲ့ကသွားတိုက်ဖို့သဘောတမ်းပြောင်းလို့ရှာနေပါတယ်။ယူဒီရဲ့အနောက်ကနေတယောက်ယောက်ဖြတ်သွားတဲ့အရေးကိုဖြတ်ခနဲတွေးလိုက်ရတာကြောင့်လက်ရှာနေရင်ဘီရိုတကဟလာတဲ့အတန်ကိုကြားလို့ဖွင့်ကြည့်လိုက်တဲ့အခါဝန်ထမ်းတယောက်ရဲ့အလောင်းကတွဲလောင်းကြီးထွက်ကြလာပါတော့တယ်။ဒါကြောင့်ဝဲတို့ကိုအာဂုတကြီးသွားခေါ်ခဲ့ပြီးတောင်ဝန်ကန်လူကြီးကပါလိုက်လာခဲ့ကောင်အလောင်းကိုလာကြည့်ပေမဲ့ဘာမှမရှိတော့တာကြောင့်ထုံဆန်အတိုင်းအိမ်မက်ပဲနေမှာပါလို့ဆိုကောင်ဘသူမှမယုံခဲ့ကြပြန်ပါဘူး။ဒါနဲ့ပဲဂျူလီကဒီကျုံကနေပြန်ချင်နေပြီလို့တောင်ဝန်ခံလူကြီးကိုပြောပေမဲ့ နောက်ဆုံးလေကလွန်ခဲ့တဲ့နာရီပိုင်းလောက်ကပဲထွက်သွားပြီမုံတိုင်းကလည်းရှိတော့နောက်3-4ရက်လောက်နေမှပြန်လာမယ်လို့ပြောပါတယ်ဇူလီကတော့လက်မလျှော့ပဲဖုန်းဆက်ပြီးပြန်ခေါ်ဖို့လုပ်ပေမဲ့ဒီအချိန်ဖုန်းလိုင်းတွေပါပြန်နေခဲ့ပါပြီတဖက်မှာအိတ်တဲ့အဖိုးကြီးကတော့ကာဒါမန်နန်တွေရွတ်ကောင်းဇူလီရဲ့သဘောတန်ကိုမီးမြိုက်ပြီးတော့အစီရင်တစ်ခုလုပ်နေခဲ့ပါတယ်ဈေးရောက်တဲ့ဝါတုတ်ကတော့သူ့အခန်းထဲမှာစိုက်ထားတဲ့ဗိမ်းမင်တွေကိုခူးပြီးသုံးဖို့လုပ်နေတော့မှာပဲသူစီကလည်းဂျိတ်ကောက်လူသက်သမားကရောက်လာပြန်ပြီးသူ့ရဲ့လက်ကိုဂျိတ်ကောက်နဲ့ထိုးချလိုက်ပါတယ် အဲဒီနောက်ဘေးကအပင်ညက်ကက်သေးကြီးကိုယူပြီးတော့ဝါတာကိုထိုးသက်ပြလိုက်ပါတယ်။ရေကတော့ဂျူလီကိုပုံဆက်လို့မရတာနဲ့လက်ထက်လက်ဆက်ကိုရောင်းပြီးတနက်တလက်သွားဝယ်ခဲ့ပါတယ်။တစ်ဖက်မှာဝယ်လို့၃ယောက်ကဂျူလီနဲ့အတူတူအဖို့အိတ်ပေးခဲ့ပြီးမိုးလင်းတော့မုံတိုင်းကလည်းစာနေခဲ့ပါပြီ။ဂျူလီကတော့အပြင်ကိုပဲမှိုင်တွေစွာရက်ကြည့်နေလို့ဖီအားတွေရော့သွားအောင်လေ့ကျင့်ခန်းသွားလို့ဖို့ကာလာကခေါ်သွားပါတယ်။ဝယ်နဲ့ဒရီတိုကတော့စေကြောက်ရောင်းတဲ့ဝါတာကိုသွားရှာခဲ့ကြပြီးအဲ့တဲ့အဖိုးကြီးကတော့သူတို့ကိုလမ်းကြည့်နေပါတယ်။ ကာလာကတော့ဂျိတ်ကောင်းလူသက်သမားကိုတေလိုကံပြဲလို့ဆိုကတဲအိတ်ကိုအပီအပြင်ကန်ကြောက်နေပြီးဂျူလီကတော့ပြေးဆက်ပေါ်မှာစိတ်မပါလက်မပါပြေးနေတဲ့အတွက်နီလောင်ခံဆက်ထဲဝင်မှုအကြံပေးလိုက်ပါတယ်ဂျူလီလည်းအဝိအစားတွေအကုန်ချုပ်လိုက်ပြီးဆက်ထဲဝင်ကတချင်းတပုံးနဲ့ညိနေလိုက်ပါတယ်ကာလာကတော့လက်ဝိပဲဆက်ထိုးနေရင်စက္ကန်းတည်းကနေအတန်ကြားလာရတာကြောင့်ဝင်သွားကြည့်တဲ့အခါဇက်တစ်ခုထဲမှာအသက်ငင်းနေတဲ့တန်ရှင်ရဲ့အတော်ကြီးကိုတွေ့လိုက်ရပါတယ်ဝယ်တို့ကတော့ဝါတုတ်အခန်းစီရောက်လာကြရင်တိုင်းရင်ကိစ္စတော့မပြောရသေးခင်ပါပဲ ဆိုဖာပေါ်မှာသွေးတံတရေရဲနဲ့တည်နေတဲ့ဝါတုတ်ကိုသာတွေ့လိုက်ရပါတယ်။ဂျူလီစီကတော့လူသက်သမားကရောက်လာပြီးစတကားကိုပိတ်သွားခဲ့ကအပူချိန်ကိုအမြင့်ဆုံးတင်လိုက်ပါတယ်။အဲဒီနောက်မိကျွမ်းတရောင်ပြစ်ထားခဲလိုက်ပြီးဂျူလီကတော့ပုံမှန်ထက်ပိုပိုလာလို့အပြင်ကိုပြန်ထွက်ဖို့လုပ်တဲ့အခါစတကားကဖွင့်မရတာကြောင့်တငယ်ချင်းဖြစ်သူကာလာကိုအာကုတကြီးအော်ခေါ်လိုက်ပါတယ်။ကာလာကတော့စကန်ထဲမှာပိတ်ထားခံရပြီးဂျူလီအော်ဒန်ကိုဝယ်တော့ကကြားသွားလို့အပြေးပြန်လာခဲ့ကြပါတယ်။အဲဒီနောက်အရင်ဆုံးတွေ့တဲ့ကာလာကိုကဲထုတ်ခဲ့ကြပြီးစက်ထဲမှာဒုက္ခရောက်နေတဲ့ဂျူလီကိုကယ်ဖို့ တိုင်ကဆက်အဖုံးကိုအားကုန်ဆွဲမပေးမဲ့အကြောင်းမထုလို့တကားကိုရိုက်ဖြတ်လိုက်ရပါတယ်။အလောင်းတွေကိုကိုစီမြင်လိုက်ကြာရမှဂျူလီပြောနေတာတွေကိုယုံကြည်သွားကြပြီးဂျုံကနေချက်ချင်းပြန်ဖို့မန်နေဂျာကိုအပြေအလွှာသွားပြောခဲ့ကြပေမဲ့မန်နေဂျာလည်းပဲဓမ္မနဲ့ကောင်းကိုအခုတ်ခံထားရလို့သိနေခဲ့ပါပြီ။နိုင်ရမလည်းစတေးနိုလို့သွေးရည်နဲ့ရေးထားခဲ့တာကြောင့်ဒီကနေချက်ချင်းပြန်ကြဖို့လှေစင်းမှလှေသွားရှာပေမဲ့လှေနဲ့ဒူရာဘာတစ်ခုမှမတွေ့ခဲ့ဘဲ ဂျူလီကတော့သူတို့တငယ်ချင်းတစုလွန်ခဲ့တဲ့နှစ်နှစ်ကဘန်ဝဲလေးစ်ကိုကားနဲ့တိုက်မိခဲ့ပြီးအလောင်းကိုဖျောက်ဖို့ရေထဲပစ်ချခဲ့ကြတယ်။ဒါကြောင့်ပဲဘန်ဝဲလေးစ်ရဲ့လက်စားထေတာခံရပြီးတငယ်ချင်းနှစ်ယောက်လည်းဆုံးပါသွားရတယ်။အခုသူအပါအဝင်ဒီမှာရှိတဲ့သူအားလုံးကိုတယောက်မှကြံတက်ပြစ်လိမ့်မယ်လို့ပြောပြတော့တရလူသက်သမားဟာဘန်ဝဲလေးစ်မဖြစ်နိုင်ဘူး။ဒီမှာရှိတဲ့လူတွေအကုန်အသက်ခံရပေမဲ့ပစ္စည်းတွေတဲ့အဖိုးကြီးကပျောက်နေတယ်။အဲဒီတော့လူသက်သမားကအဲ့ဒီအဖိုးကြီးပဲဖြစ်လိမ့်မယ်လို့ပြောကောင်းတွေ့ရလန်းနဲ့ဆွဲပြီးအန်ထရစ်ကိုလိုက်ရှာကြပါတယ်။ တိုင်ကအဖိုးကြီးရဲ့အခန်းထဲကိုကမူရှူထိုးဝင်သွားလိုက်ပြီးအထဲမှာလည်းဘူဒူလိုခေါ်တဲ့အောက်လန်းအစီရင်တွေကိုတွေ့လိုက်ရတာကြောင့်လူတက်သမားဆိုတာပိုပြီးကျင်းသေးသွားပြီလို့တငယ်ချင်းတွေကိုပြောပြလိုက်ပါတယ်။အဲဒါကြောင့်အဝဲတို့ယောက်ျားလေးနှစ်ယောက်ကမိဖို့ခန်းထဲမှာဓာရီသွားရှာကြပြီးယူရီရဲ့မိတွေကလည်းပြတ်တောက်သွားခဲ့ကအပြစ်မှာကြံခဲ့တဲ့မိန်ကလေးတွေစီကိုအထရစ်ကရောက်လာခဲ့ပါတယ်။အထရစ်ကဘရာဇီးရဲ့မြို့တော်ဟာရီယိုမဟုတ်ဘူးဘရာဇီးလီးယားပဲ။ဒီလိုပြောနေတော့တိုင်ကရောက်ချလာပြီးအဖိုးကြီးရဲ့ကော်လန်စာကိုဆွဲကောင်းလူတက်သမားလို့ဆွဆွဲပါတော့တယ်။ အဖိုးကြီးလည်းဗူဒူးလှုပ်ထားတာကမင်းတို့ကိုကာကွယ်ပေးဖို့အတွက်ပါလို့ရှင်းပြခဲ့ပြီးဂျိုလီကတော့ရေဒီယိုအစီအစဉ်မှာသူတို့အပြေမမှန်ပဲဒီတွန်းကိုလည်းပတ်ခွင့်ရခဲ့တာဟောင်းဒီပြည့်ရက်တစ်ခုလုံးကိုဘန်ဝဲလီစ်ကတူတင်စီစဉ်ထားလို့ပဲလို့ဝင်ပြောလိုက်တာကြောင့်ဘန်ဝဲလီစ်ဆိုတာကိုအစကတည်းကအယုံကြည်မရှိတဲ့အတိုင်းကဂျူလီကိုပါလူသက်သမားဖြစ်နိုင်ကြောင်းထပ်မံဆွဆွဲလာပါတယ်အဖိုးကြီးကတော့ဂျူလီပြောနေတဲ့လူကိုသူသိတယ်ဒီလူကတတိချက်မှာအကြာကြီးအလုံးလုံးသွားဘူးတယ်လို့ဆိုကောခေါ်သွားပြမယ်လို့ပြောလာပါတယ်။တစ်ဖက်မှာရေကတော့ဂျူလီစီကိုလိုက်လာခဲ့ပြီး ကျုံးစီကူဖို့လှင်ကားခဲ့ပေမဲ့မုံတိုင်းကြောင့်မပို့ပေးနိုင်ဘူးဆိုတဲ့ပိုင်ရှင်ကိုတနက်နေ့ချိန်ကလှေကိုတမျှတိုက်လာပါတယ်။အဖိုးကြီးကတော့တချိန်ကဘန်ဝဲလေးစမစနီးချောလေးနဲ့တားတယောက်တမီတယောက်ရှိခဲ့တယ်။မိမကဖောက်ပြန်ပြီးအခုဂျူလီတို့တဲနေတဲ့အခန်းနံပါတ်200တဲမှာအပိုင်းပိုင်းဖျက်တက်တာခံလိုက်ရတယ်။လူသက်သမားလည်းမပေါ်ဘဲရုတ်တရက်ဘန်ဝဲလေးစီရောသူ့ကလေးတွေပါပျောက်သွားခဲ့ပြီးအခုတော့သူပြန်ရောက်လာပြီလို့ပြောရင်တတိချန်ကြီးစီကိုခေါ်လာခဲ့ပါတယ်။ အဒီမှာရှိနေတဲ့အောက်ကူ၃ခုအနက်တစ်ခုကဂျူလီနာမည်ကိုရေးထားခဲ့ပြီးတိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ဟာလေဇူလိုင်၄ရက်နေ့ဖြစ်လို့နေပါတယ်။ဖြစ်ချင်တော့အထရီကပါထပ်ပြောက်သွားခဲ့တာကြောင့်ဝေကလိုက်ရှာဖို့တယောက်တည်းထွက်သွားပါတယ်။တိုင်ကတော့မိန်ကလေးနှစ်ယောက်ကိုလက်နက်တွေရှာယူခိုင်းလိုက်ပြီးမိဖို့ခံတဲ့ကိုသွားဖို့ပြောလာတာကြောင့်ကာလာကပုံလို့ကောင်းလို့လားလို့မေးလိုက်ပါတယ်။ဒါပေမဲ့တိုင်ကတော့သူ့ဘိုက်စာလိုပါလို့ပြောပြီးအခန်းစီကိုလာခဲ့ကြကောင်းစားစရာတွေလှန်လို့ရှာရင်အေးကန်းတွေကနေအတန်တွေထွက်လာပါတယ်။ဒါကြောင့်သွားကြည့်လိုက်ကြတဲ့အခါကျွတ်တွေထွက်လာပြီးတော့ ရုတ်တရက်အဖျော်သမားလေးနန်စီကပေါ်လာခဲ့ကောင်းတိုက်ရုံလူသက်သမားအထင်နဲ့ရိုက်ချလိုက်ပါတယ်။ရေကတော့မုံတိုင်းကိုအန်တူပြီးဂျူလီ၈၀၀စီကိုလာနေခဲ့ကောင်းဆက်သွေးရေးလိုင်းတွေပြန်ရတာနဲ့ရဲတွေကိုအကူအညီတောင်းလိုက်ပါတယ်။စဖိုခန်ထဲမှာတော့နန်စီလက်တန်းကြောင့်ဘူးထွက်သွားတဲ့တိုင်ကတက်ထုတ်ထုံးနေရပြီးလက်လို့စပယ်ဝင်လာမိတဲ့အတွက်လည်းပြန်တောင်းပန်နေရပါတယ်။နန်စီကလူသက်သမားကိုသိလာမေးလာပြန်တော့တိုင်ကပြောရင်မင်းယုံမှာမဟုတ်ဘူး။ရှင်းပြရမှာဆက်လန်းရှိတယ်။ငါတို့လည်းအခုထိလူသက်သမားကိုမမြင်ရသေးဘူးလို့ပြောနေရင်းနဲ့ပဲလူသက်သမားကမျက်နှာကြက်ကနေဆင်းလာပြီးတော့ သူ့လက်ဘင်းကိုကြိတ်ကောက်နဲ့ထိုးသွားခဲ့ပါတယ်။ကျန်တဲ့မိန်းကလေး၃ယောက်ကလည်းပြေးမိပြေးရပြေးရင်တခိုးဖို့ကိုရောက်လာကြပြီးတော့အဲ့ဒီမှာဂျူလီတဲတဲ့အခန်းကိုဖောက်ထွင်းမြင်နေရတဲ့အမှန်တချက်ကိုတွေ့ခဲ့ရပါတယ်။ကာလာကတော့ပြေးရင်အပေါက်ကျနေခဲ့ပြီးလူသက်သမားကလည်းသူမရင်ဘက်ကိုကြိတ်ကောက်နဲ့လန်ထိုးလိုက်တာကြောင့်နှစ်ယောက်သားအောက်ကိုကျွန်းချသွားပါတယ်။ဒန်ယာနဲ့ဆက်ပြေးရင်ကာလာတယောက်ပန်းချန်ရဲ့ခေါင်းမိုးပေါ်တက်ကပုံနေလိုက်ပြီးမြက်ထမှန်ကျွန်းချခဲ့ပြီးတော့မိအင်းနှစ်ခါနာဖြစ်ခဲ့ရပါတယ်။ ဂျူလီကတော့တငယ်ချင်းကောင်းပြီးပြီးကာလာကိုမထားခဲ့ပဲပြန်လာခေါ်ခဲ့တာကြောင့်လူသက်သမားလက်ကနေတီတီလေးလွတ်လာခဲ့ရပြီးမုံတိုင်းခုချင်းနဲ့သွားပုန်းခဲ့ကြပါတယ်။လုံကြုံမဲအထင်နဲ့ဝင်ပုန်းနေခဲ့ကြပြီးဂျူလီယာသူ့ကိုလက်တွဲထားဖို့ကာလာကိုပြောလိုက်ပါတယ်။ကာလာကတော့ကင်ထားတာပဲလို့ပြန်ပြောခဲ့ပေမဲ့သူကင်ထားတာကဂျူလီလက်မဟုတ်ပဲအလောင်းကောင်ရဲ့လက်ကြီးဖြစ်နေခဲ့ပြီးတော့နောက်ထပ်အလောင်းတွေကိုလည်းထပ်တွေ့လိုက်ရလို့သုံးယောက်သားထအောင်ကြပါတော့တယ်။ကန်ကန်လို့ဝဲကသူတို့ကိုရှာတွေ့သွားပြီးဝဲခေါ်တဲ့အနောက်ကိုလိုက်သွားကြရင် တရားရနေတဲ့ဝဲကိုဆေးရင်ထည့်ပေးဖို့လိုလာတာကြောင့်ကာလာနဲ့နန်စီကဧကန်မှာဆေးသွာရှာခဲ့ကြပါတယ်။ဂျူလီကတော့သွေးထွက်တဲ့နေရာမှာတရားကိုရှာခဲ့ပေမဲ့မတွေ့လို့ဝဲကိုပြောတဲ့အခါဝဲကဘယ်တွေ့မလဲ။ငါသွေးမှမဟုတ်တာ။ပြီးတော့မနက်ခင်းအစီအစဉ်ကမတ်ဟာလေသူ့ပဲဖြစ်ကြောင်းနဲ့ဂျူလီတို့ဒီကိုရောက်လာအောင်လဲသူကိုယ်တိုင်အကွက်ကြကြစီစဉ်ထားခဲ့တဲ့အကြောင်းကိုပြောပြလာပါတယ်။ကြံခဲ့တဲ့ကာလာရိုစီကိုတော့တုံးကမိန်နဲ့အထိုးခံထားရလို့တေလူမျိုးပါဖြစ်နေတဲ့အထရီကပြန်ရောက်လာပါတယ်။အဖိုးကြီးကနန်စီပေါ်ရုတ်တရက်လဲကျသွားပြီးဒီအချိန်လူသက်သမားကလည်းရောက်လာခဲ့ကောင် ကုန်းကမိန်ကိုနင်းနေအောင်ထိုးချလိုက်တာကြောင့်အောက်ကနန်စီပါထိုးမိသွားပြီးကာလာကလည်းထွက်ပြေးရင်ချော်လေကသတိမိသွားပါတယ်ဂျူလီကတော့သူ့နာမည်နဲ့မြေကျင်းတူထားတဲ့အုတ်ဂူရှိရာစီကိုဆွဲခေါ်ခံလာရပြီးပါလာတဲ့ဒါနဲ့တိုက်ခိုက်ပေမဲ့လည်းမအောင်မြင်ခဲ့ပေဘာကြောင့်ဒီလိုလုပ်ရတာလဲလို့မေးကြည့်လိုက်တဲ့အခါမှာဝဲဟာဗန်ဝဲလေးစီရဲ့သားဖြစ်နေမှသိလိုက်ရပါတယ်အိမ်မက်တဲ့အထိအမြဲတမ်းခြောက်လန့်နေခဲ့တဲ့ယင်းဤပိသားဒီမျက်နာချီကိုအရှင်လက်လက်ပြန်မြင်လိုက်ရတဲ့အခါဂျူလီတယောက်သွေးပြက်သွားပြီးလူသက်သမားပြုသမျှနူရတော့မယ့်အချိန် ရေကအရင်တုန်းကလိုပဲအချိန်ကြိုက်ရောက်လာခဲ့ပါတယ်။ဂျူလီယိုလှုပ်ပေးဖို့ပြောလိုက်ရင်လူသက်သမားကိုတနက်နဲ့ထိန်ထားလိုက်ကောင်ဘန်ကတော့မကြောက်တဲ့အပြင်မင်းမပြစ်ရဲပါဘူးလို့စင်ခေါ်လာတာကြောင့်မောင်ကလုတ်ကိုရရဲကြီးဆွဲလိုက်ပေမဲ့ဂျမ်းဖြစ်ပြီးတော့ကြီးကထွက်မလာပဲဝဲကသူ့ကိုဝင်လုံးပါတော့တယ်။နှစ်ယောက်သားအပြန်အလှန်တိုက်ခိုက်နေကြချင်းဂျူလီကဘန်ရဲ့လက်ကိုကိုက်ပြီးထွက်ပြေးဖို့စူးစမ်းပေမဲ့သူ့ရဲ့ရိုက်ချက်မှာတတိလေသွားပါတယ်။တန်ရရထားတဲ့ရေကဝင်းနေတိုက်ခတ်ရမှာအေးနေသွားခဲ့ပြီးဝဲကရေကိုချုပ်ထားလိုက်ကသူ့အဖေကိုဂျိတ်ကောင်းနဲ့ထိုးဖို့ပြောလိုက်ပါတယ်။ ဖန်ကလည်းသူ့ချိတ်ကောက်ကြီးကိုအားကုန်လွှဲပြီးထိုးဖို့အလားမှာရေကဝဲရဲမျက်နှာကိုတထောင်နဲ့ကင်လိုက်ပြီးတော့ဘေးကိုရှောင်းလိုက်တာကြောင့်ဖန်ရဲ့ချိတ်ကောက်ကဝဲရဲရင်ဘက်ကိုအနက်ဆိုင်ဆုံးထိစိုက်ဝင်သွားပါတော့တယ်။ဘဝတလျှောက်လုံးသူများသားသမီးတွေကိုမဆာမနာခြောက်လန့်သွက်ဖြတ်ခဲ့တဲ့ကဏဝင်လူသက်သမားကြီးဟာသူ့သွေးသားရင်ချကိုသူ့လက်နဲ့ကိုယ်တိုင်သတ်မိလိုက်တဲ့အခါမှာတော့စိတ်ကိုနာကျင်ခံစားသွားရပြီးရေကမဲကပြန်သက်ဖို့ကြံရွယ်ပါတော့တယ်။ဒီအချိန်သတိပြန်ရလာပြီးဖြစ်တဲ့ဂျူလီကတနက်ကိုယူပြီးကြည်ကုံဒီအထိဘန်းကိုတစ်ချက်ပြီးတစ်ချက်ပြစ်တက်လိုက်ပါတော့တယ်။ လူသက်သမားကတော့သူကိုယ်တိုင်တူးထားတဲ့မြင်တဲ့နဲ့ပြောကြကောင်ဂျူလီတို့ကလည်းသူသေးပြီးဆိုတာအတည်ပြုပြီးတော့မှဟိုတယ်စီကိုပြန်လာခဲ့ကြပါတယ်။အဲဒီတော့မှအကူအညီတွေလည်းရောက်လာကြပြီးကာလာကလည်းမသေးပဲဒဏ်ရာတွေနဲ့ပြန်ထွက်လာပါတယ်။အချိန်တော်တန်ကြာတော့ဘဝအတိတ်ကိုပြန်ဆားနေပြီဖြစ်တဲ့ဂျူလီကရွေးနဲ့ပြန်လက်တွဲလိုက်ပြီးတညမှာတော့ထူးဆန်းတာတွေကထပ်ဖြစ်လာပါတယ်။မပွင့်ထားခဲ့ပဲပွင့်နေတဲ့ပြတင်းပေါက်ကိုပြန်သွားပိတ်တဲ့ဂျူလီကရှင်တွေနဲ့ခြေရာတွေကိုတော့တတိမထားမိပဲကတင်းစီပြန်လာတဲ့အခါသူကတဲ့အောင်ရောက်နေတဲ့လူသက်သမားကိုမှန်တယ်ကနေတွေးလိုက်ရပါတယ် ဒါပေမဲ့တိတ်နောက်ကျသွားခဲ့ပြီးသူချရာကိုချိန်ကောက်ကြီးနဲ့ဆွဲချသွားတာခံလိုက်ရပါတော့တယ်။ဒါဟာလဲတကယ်ပဲလူသက်သမားကမသေးသေးပြန်လာလား။ဂျူလီရဲ့အိမ်မက်တသက်ပဲလားဆိုတာကိုတော့နောက်တကာမှဆက်လက်ရှုစားပေးကြပါဦးနော်။